he is saying i can of my own self do nothing that means he's zero so do you you are change your allah change his mind allah doesn't change the mind so why are you saying မွတ်စလင်တရားဟောဆရာဒေါက်တာဇကီရ်နိုင်နဲ့မွတ်စလင်ဘာသာကနေခရိယန်ဖြစ်သွားတဲ့လူငယ်တဦးရဲ့ဆွေးနွေးချက်ကိုကျွန်တော်သုံးသပ်သွားမှာဖြစ်တယ်။သူတို့အဓိကဆွေးနွေးသွားတဲ့အကြောင်းအရာကတော့ ယေရှုဟာဖယားသခင် ဟုတ်တယ်မဟုတ်ဘူးဆိုတဲ့အချက်ပဲဖြစ်တယ်။မှတ်သားဖို့ကောင်းတဲ့အချက်တွေကိုတွေ့ရမှာဖြစ်တယ်။ I am the one born in Islam but no I'm born in Islam I'm growing in Christ. You originally were born in a Muslim family? Yeah. Then yeah. you became a Christian. Yeah, yeah. Okay. So what's, what's the question? ခရိယန်လူငယ်ကသူဟာမွတ်စလင်မိသားစုမှာမွေးဖွားတဲ့သူဖြစ်တဲ့အကြောင်းနဲ့ခရိယန်ဖြစ်သွားတဲ့အကြောင်းကိုပြောပြတယ်။ဒေါက်တာဇကီရ်နိုက်ကမင်းမေ့ချင်တာပါလေတဲ့။ So I thank God, Jesus Christ, in his name. So do you agree? Jesus says, My father, do you agree with him? That Jesus and the, the Quran, Jesus, same Jesus, do you believe? 100% agree with what he's saying. But what do you mean when he says this? ခရိယန်လူငယ်ကယေရှုခရစ်တော်ရဲ့နာမတော်အားဖြင့်ဖခင်သခင်ကိုယေရှုတင်တယ်။ဖခင်သခင်ကိုငါခမဲတော်လို့ခေါ်တဲ့ယေရှုဟာကိုရန်ကျမ်းထဲကယေရှုနဲ့အတူတူဖြစ်တယ်လို့သင်ယုံသလားတဲ့ ဒေါက်တာဇကီရ်နိုင်ကယေရှုပြောတာကိုယာနှုံးပြစ်သဘောတူတယ်တဲ့ဒါပေမဲ့မင်းဘာကိုဆိုလိုသလဲတဲ့ခရိယန်လူငယ်ကတင်ဘာပဲပြောပြောကျွန်တော်မေးတာကတင်သဘောတူသလားတဲ့သဘောတူတယ်တဲ့မင်းရဲ့မိကုံးကိုငါနားလဲတယ်မင်းကစံစာကိုနားမလဲဘူးမင်းကိုကားထားတဲ့စံချက်ကတဝက်ပဲပြည့်စုံမှန်ကန်တာမဟုတ်ဘူးမင်းကိုကားတဲ့စံချက်ကယောဟန်အခိုင်၁၄အငယ်၆ဖြစ်တယ်တဲ့ ခရိယန်လူငယ်ကမဟုတ်ဘူးမဟုတ်ဘူးအဲ့ဒါကြမ်းချက်မဟုတ်ဘူးယောဟန်အခိုင်၁၄အခန်းငယ်၂၈နဲ့ယောဟန်အခိုင်၅အငယ်၃၀မှာယေရှုပြောထားတဲ့အရာကိုသဘောတူသလားလို့ကျွန်တော်မေးချင်တာပါတဲ့မစ္စတာဇက်ကီနိုက်ကအဲ့ဒီကြမ်းချက်တွေမှာဘာတွေပြောထားသလဲတဲ့ကျမ်းစာကိုလှမ်းပြတော့လူငယ်လေးကယောဟန်အခိုင်၅အငယ်၃၀ကိုထပ်ပြီးပြောပြလိုက်တယ် မစ္စတာဇကီနိုက်ကခရီးရန်လုံငယ်ပြောပြတဲ့ယောဟန်အခိုင်ငါအငယ်30ကိုအလွတ်ရတယ်ဆိုပြော့ဆိုပြလိုက်တယ်။ငါသည်ကိုအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်။ငါသည်ကြားသည့်အတိုင်းတရားစီရင်၏။ငါစီရင်ခြင်းသည်လည်းတရားတော်နှင့်ညီညွတ်၏။အကြောင်းမူကားငါသည်ကိုအလိုတို့မလိုက်။ငါကိုဆလွတ်တော်မူသောခမဲတော်၏အလိုတို့လိုက်၏။ မစ္စတာဇကာနကသူအလွတ်ချက်ထားတဲ့ယောဟန်အခိုင်းကအငွေ30ကို3ခေါက်လောက်ရွတ်ဆိုပြလိုက်တယ်။ So do you agree? I agree with it. ခရိယန်လူငယ်ကအဲ့ဒီကြမ်းချက်မှာယေရှုပြောထားတဲ့အရာကိုသဘောတူသလားလို့မစ္စတာဇကာနကို မေးလိုက်တယ်။မစ္စတာဇကာနကသဘောတူတယ်လို့ပြောပြတော့မင်းကိုးကားထားတဲ့ကြမ်းချက်ကိုဘာကြောင့်ပြောင်းလိုက်တာလဲလို့မေးလိုက်တယ်။တကယ်တော့ခရိယန်လူငယ်က သူကိုးကားထားတဲ့ကြမ်းချက်ကိုပြောင်းလိုက်တာမဟုတ်ဘူးစောစောကလည်းယောဟန်အခိုင်၁၄အငယ်၂၈နဲ့ယောဟန်အခိုင်၅အငယ်30ကိုပြောပြထားပါတယ်မစ္စတာဇကာနိုင်ကသူအလွတ်ကျက်ထားတဲ့ယောဟန်အခိုင်၅အငယ်30ကို၃ခေါက်လောက်ရွတ်ဆိုပြလိုက်တယ်မစ္စတာဇကာနိုင်ကအခုလိုဆက်ပြီးပြောတယ်ယေရှုကငါခမဲတော်လို့ပြောတာဟာဖယားသခင်ကိုရေညှို့တာဖြစ်တယ်ဆိုပြီးရှင်းပြတယ် ယေရှုက သူဟာဖယားသခင်အလိုတော်ကိုဆောင်ဖို့လာတယ်လို့ပြောတဲ့အတွက်ယေရှုဟာမွတ်စလင်ဖြစ်တယ်တဲ့ဖယားသခင်ရဲ့တမန်တော်ပဲဖြစ်တယ်တဲ့ယောဟန်အခိုင်းငါအငယ်30မှာယေရှုပြောတဲ့အရာကိုယာနှုံးပြစ်ငါယုံကြည်လက်ခံတယ်မင်းကရောယုံသလားလို့ခရိယန်လူငယ်ကိုမေးလိုက်တယ် Yes 100% I believe ခရိယန်လူငယ်ကကျွန်တော်လဲယာနှုံးပြစ်ယုံကြည်တယ်ဆိုပြီးတော့ Agolo, so if you believe <laughs> Jesus, Jesus, has a father in, in, Quran, whole, in whole, Quran, uh, God, you claim in Christianity, God father is, is, good, right? So in whole Quran, <laughs> there is no mention the father. You know, call Allah my father, right? Of course we don't. Yeshua, apa kamero shire suragu ten yung ိုရန်ကျမ်းမှာဖော်ပြထားတဲ့ယေရှုမှာရောအဖခမဲတော်ရှိသလားကိုရန်ကျမ်းတစ်ခုလုံးမှာ အလာကိုအဖခမဲတော်အဖြစ် ဖော်ပြထားတဲ့နေရာတစ်ခုမှမရှိဘူးကျွန်တော်တို့ခရိယန်တွေကဖယားသခင်ကိုအဘခမဲတော်လို့ခေါ်ခွင့်ရှိတယ်ခမရတို့မွတ်စလင်တွေကတော့အလာကိုငါခမဲတော်လို့ခေါ်ခွင့်မရှိဘူးဟုတ်တယ်မဟုတ်လားမစ္စတာဇကာနိုက်ကဟုတ်တယ်တဲ့ So in basis Jesus not miss Muslim. Someone when he say, I am Allah is my father, Allah, uh, he is out of Islamity, right? Correct. So, how you say Jesus, you say, keep says my father, my father, but because, you say you reject. ခရိယန်လူငယ်ကဒါဆိုရင်ယေရှုကဖယားသခင်ကိုငါခမဲတော်လို့ခေါ်ရင်ယေရှုဟာမွတ်စလင်မဖြစ်နိုင်ဘူးဟုတ်တယ်မဟုတ်လားလို့ပြန်ပြောမေးလိုက်တယ်ဒေါက်တာဇကာနိုက်က <coughs> မှန်တယ်ခရိယန်လူငယ်ကဒါဆိုရင်အလာကိုငါခမဲတော်လို့ခေါ်တာကိုတားမြစ်ထားပြော့ဖယားသခင်ကိုငါခမဲတော်ငါခမဲတော်လို့ပြောလက်ရှိတဲ့ယေရှုကိုမွတ်စလင်ဖြစ်တယ်လို့ဘာကြောင့်ပြောတယ်လဲတဲ့မစ္စတာဇကာနိုက်ကဟိုပြောဒီပြောလုပ်နေတဲ့အချိန်မှာ ခရိယန်လူငယ်ကတစုံတစ်ခုကိုပြောဖို့လုပ်နေတယ်ဒါပေမဲ့မစ္စတာဇကာနိုက်က ခရိယန်လူငယ်လေးကိုပါမှမပြောဖို့တားလိုက်တယ် မေခွန်းတစ်ခုကိုမေးပြီဆိုရင်တိတ်တိတ်ကလေးနေပါ Yeah I'm cooking okay. Ask the question and you keep quiet do you understand Yeah answer for me When your priest preach they don't allow you to ask question also I'm It, I'm ask you professional question I'm giving the answer will you keep quiet မင်းရဲ့ခရိယံတရားဟောဆရာတွေလည်းမေခွန်းကိုဘယ်လိုမင်းရမှန်းမသိကြဘူးတဲ့ခရိယံလူငယ်လေးကအခု professional မေခွန်းကိုကျွန်တော်မေးနေတယ်လေတဲ့ this is not debate if you want to debate call the most famous priest in africa who can get 30 40000 i'll debate with him you understand you're a kid what is the use of debating with you mr zakir naik ငါဖြေနေတယ်လေမင်းတိတ်တိတ်ကလေးနေမလားဒါက debate ပွဲမဟုတ်ဘူးမင်း debate လုပ်ချင်ရင်လူ3 4000လောက်ကိုစုနိုင်မဲ့အာဖရိကမှာရှိတဲ့အကျော်ကြားဆုံးခရိယန်တရားဟောဆရာကိုခေါ်လိုက် ငါသူနဲ့ debate လုပ်မယ်တဲ့မင်းသဘောပေါက်လားမင်းကခလေးပဲမင်းနဲ့ငါ debate လုပ်ရင်ဘာအတိတ်ပဲရှိမှလဲတဲ့မင်းကမေကွန်မေးတယ်ငါအဖြေပေးနေတယ်အစ္စလမ်ဘာသာမှာတစုံတယောက်သောသူက အလာကိုငါခမဲတော်လို့ခေါ်ရင်မှားတဲ့အကြောင်းကိုမင်းကငါကိုထောက်ပြခဲ့တယ်ဟုတ်ပါတယ်ဘာကြောင့်လဲဆိုရင်ခမဲတော်ဆိုတဲ့အတုံးနှုံးဟာအနန္တတကုရှင်ဖရာသခင်ရဲ့ဂုံတော်မဟုတ်ဘူးတဲ့ ဒါပေမဲ့အဲ့ဒါဒီကိုရန်ကျမ်းပေါ်လာတဲ့နောက်ပိုင်းမှာဖယားသခင်ကိုအဘခမဲတော်လို့ခေါ်ခွင့်မရှိတော့တာဖြစ်တယ်။ယေရှုကငါခမဲတော်လို့ပြောတာဟာ ကိုရန်ကျမ်းမပေါ်မီကဖြစ်တယ်။ကိုရန်ကျမ်းမပေါ်မီယေရှုရှိနေခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်မှာမူဟာမက်မလာသေးဘူး။ဒါကြောင့်ယေရှုခရစ်တော်ကမူဟာမက်ကိုယုံကြည်ဖို့မလိုဘူး။ဒါပေမဲ့မူဟာမက်အကြောင်းကို သူပရောဖက်ပြုတ်သွားခဲ့တယ်တဲ့။ အဲ့ဒါကိုမင်းနားလဲသလားကိုရန်ကျမ်းမှာဖော်ပြထားတဲ့ပညာအလုံးဟာကိုရန်ကျမ်းပေါ်ပြီးမှ နာခံရမယ့်ပညာချက်တွေဖြစ်တယ်ယေရှုခရစ်တော်ဟာကိုရန်ကျမ်းမှာပေါ်မီလာတဲ့သူဖြစ်တဲ့အတွက်ဖခင်သခင်ကိုငါခမဲတော်လို့သူခေါ်လို့ရတယ်မင်းနားလဲလားယေရှုခရစ်တော်ဟာအဲ့ဒီခေတုံးက အလာရဲ့တမန်တော်ဖြစ်တဲ့အတွက်သူပြောသမျှမှန်တယ်ဒါပေမဲ့မင်းကမှားယွင်းတဲ့အရာတွေကို ယုံကြည်လက်ခံနေရင်တော့ငါတို့လက်ခံလို့မရဘူးတဲ့မင်းတို့ရဲ့အကျမ်းစာမှာရေးထားတဲ့အရာအလုံးဟာဖယားသခင်ရဲ့စကားတော်ဖြစ်တယ်လို့ငါတို့မယုံဘူးဒါပေမဲ့ယောဟန်အခိုင်းကငွေ30ကိုတော့မှန်တယ်လို့ယာနှုံးပြစ်သဘောတူလက်ခံတယ်တဲ့အစ္စလမ်ဘာသာနဲ့ပတ်သက်ပြီးငါကိုရှင်ပြန်ခြင်တဲ့သဘောလားအစ္စလမ်ဘာသာအကြောင်းကိုမင်းဘာတွေသိတယ်လဲတဲ့ခရိယန်လူငယ်ကကျွန်တော်ကအစ္စလမ်မိသားစုမှာမွေးဖွားတဲ့သူဖြစ်တယ်တဲ့ မစ္စတာဇက်ကာနိုက်ကခရိယန်လူငယ်လေးကိုယေရှုကိုမင်းမယုံကြည်ဘူးဆိုရင်မင်းဟာအစ္စလမ်ဘာသာဝင်မဟုတ်ဘူးတဲ့လူငယ်လေးက no 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 လို့ပြန်ပြောတုံ့ပြန်တယ်မစ္စတာဇက်ကာနိုက်ကကိုရန်ကျမ်းမပေါ်မီကသူ့ရဲ့ပညာတွေဟာမတူဘူးဖယားသခင်ရဲ့ပရောဖက်အားလုံးကဖယားသခင်တပါးကိုပဲယုံကြည်ကြတယ်အဲ့ဒီအချိန်မှာဖယားသခင်ကိုအဘခမဲတော်လို့မခေါ်ရဘူးဆိုတော့ပြည့်ညတ်ချက်မရှိဘူး ဒါပေမဲ့ကိုရန်ကျမ်းပေါ်လာတဲ့နောက်ပိုင်းမှာတော့အလာကို အဖခမဲတော်အဖြစ် ခေါ်တာကိုတားမြစ်ထားတယ် So do you you are change your Allah change his mind Allah doesn't change the mind So why are you saying ခရီးရန်လူငယ်လေးကဒါဆိုရင် အလာကမိမိစိတ်ကို ပြောင်းတာလားတဲ့မစ္စတာဇက်ကာနိုက်ကအလာကမိမိစိတ်ကိုမပြောင်းဘူးတဲ့ လူငယ်လေးကဒါနဲ့ခမရဘာပြောလိုက်တာလဲဒီလူငယ်လေးကမစ္စတာဇကရနိုင်ရဲ့မှားယွင်းတဲ့တုံသင်ချက်ကိုထောက်ပြနိုင်တဲ့အတွက်မစ္စတာဇကရနိုင်ဟာအခက်တွေ့ပါတော့တယ် Allah don't change the mind. You're the, changing the, the mind. You say before, uh, Prophet of before, uh, Allah's father. But no, it's no father. Will you, will you keep quiet? Yeah. You are breaking the rule. Do you understand? Yeah. You are breaking the rule. You don't understand. You are you are breaking the rule in question and the time you ask a question and you keep quiet. You aren't allowed to interject. This is not a debating session. Do you understand English? Mr. Zakir Naga, Allah ha sai ma piao mu. မင်းပဲစိတ်ပြောင်းတာပါခရိယန်လူငယ်လေးကမူဟာမက်မတိုင်မီအလာကိုအဘခမဲတော်လို့ခေါ်လို့ရတယ်မူဟာမက်ရောက်လာတဲ့နောက်မှာတော့အလာကိုအဘခမဲတော်လို့ခေါ်လို့မရတော့ဘူးလို့ခမည်းပြောတယ်လေဆိုပြော့မစ္စတာဇကီရ်နိုက်က အလာကိုစိုက်ပြောင်းတဲ့သူအဖြစ်ပြောသွားတာကိုဒီခရိယန်လူငယ်လေးကတိပြော့ထောက်ပြနေတာဖြစ်တယ်။မစ္စတာဇကီနိုင်ဟာတော်တော်လေးကိုစိတ်ဆိုးသွားတဲ့ပုံပေါ်နေတယ်။ခရိယန်လူငယ်ရဲ့ပုပ်ကိုရေးကိုထိခိုက်စေတဲ့စကားတွေကိုဆက်ပြော့ပြောသွားတယ်။မစ္စတာဇကီနိုင်ကလူငယ်လေးကိုမင်းတိတ်တိတ်ကလေးနေမလား။စင်းမင်းကိုမင်းချိုးဖောက်နေတယ်နော်။မင်းနားမလဲဘူး။မင်းကမေကုံမေးတယ်။ ငါပြင်နေတဲ့အချိန်မှာကြားဖြတ်ပြော့ပြောဆိုခွင့်မရှိဘူးမင်းကစီးကန်းကိုချိုးဖောက်နေတယ်မင်းအင်္ဂလိပ်လိုနားလည်သလား I think your English is poor you have to go back to school to learn English It's okay It's okay it's okay it's okay If my English is poor but I understand you that's not fun of me yeah? Everybody's not fun of me မင်းရဲ့အင်္ဂလိပ်စကားကတော်တော်ညံ့နေအင်္ဂလိပ်စကားကိုသင်ဖို့အကြောင်းပြန်တက်လိုက်ပါလို့ပြောလိုက်တယ် ခရိယံလူငယ်လေးကဟုတ်ပါတယ်မှန်ပါတယ်ကျွန်တော်ရဲ့အင်္ဂလိပ်စကားဟာညံ့ပါတယ်ဒါပေမဲ့ခမည်းပြောတဲ့အရာတွေကိုကျွန်တော်နားလဲတယ်လူအများရှိမှကျွန်တော်ကိုဟာတမလို့ပါနဲ့မစ္စတာဇကာနိုက်ကလူငယ်လေးကိုဉာဏ်ပညာမရှိသေးတဲ့သူပညာဆက်တင်ဖို့လိုအပ်နေတဲ့သူဖြစ်တဲ့အကြောင်းဆက်ပြီးပြောသွားတယ်မစ္စတာဇကာနိုက်ကယေရှုဟာအလာရဲ့တမန်တော်ဖြစ်တဲ့အတွက် အဲ့ဒီခေတုံးကဖယားသခင်ကိုငါခမဲတော်လို့ခေါ်တာပြဿနာမရှိဘူးဒါပေမဲ့ကိုရန်ကျမ်းပေါ်လာပြီဖြစ်လို့ကိုရန်ကျမ်းမှာဘာတစ်ခုမှထပ်ဖြစ်ခြင်းနှုတ်ယူခြင်းမလုပ်ရတော့ဘူးလို့ဆိုပြီးတော့ခရိယန်လူငယ်လေးကိုမင်းကိုငါမင်းမယ် I'm asking you the question when the father is god that means jesus is not god do you believe jesus is god ခမဲတော်ဟာဖယားသခင်ဖြစ်ရင်ယေရှုဟာဖယားသခင်မဟုတ်ဘူး ယေရှုဟာဖယားသခင်ဖြစ်တယ်လို့မင်းယုံသလားလို့ခရိယန်လူငယ်လေးကိုမေးလိုက်တယ် Yes 100% contradiction there is no contradiction maybe a contradiction ယာနှုံးပြကျွန်တော်ယုံကြည်တယ်တဲ့ Mr. Zakernai ကအဲ့ဒါလွဲမှားတဲ့ယုံကြည်ချက်ပဲအရာဆိုးတယ်အရာဆိုးတယ်တဲ့လူငယ်လေးကကျွန်တော်မလွဲဘူးခမည်းကသာလွဲနေတာနေမှာပါလို့ပြောလိုက်တယ် wait, wait. Jesus said, I can of my own self do nothing. That means that God can do nothing. So do you shame on you? Shame, don't insult me. Respect, shame on you too. Don't insult me. Mr. Zakarnai ga ne ba ong ne ba ong Yesu ga nga di ko alu alyao abe amu ko mya ma pyu nai lu pyo pi bi le shet pu kaung lai da Khrian lu nge le ga khamya ga shet ya ma chano ko alu ma so ga ba ne le sa mu shi ba ခမားလည်းရှက်တက်ပါစေကျွန်တော်ကိုမစော်ကားပါနဲ့ So everybody telling you God can do nothing Your God cannot do anything Mr. Zakarnaiga လုံငယ်လေးကိုမင်းရဲ့ဖယားကဘာမှမတတ်နိုင်ဘူးမင်းရဲ့ဖယားကဘာမှမလုပ်နိုင်ဘူးယောဟန်အခိုင်းကအငယ်30ကိုပြန်ကြည့်ယေရှုကငါသည်ကိုယ်အလိုအလျောက်ဘာမှမတတ်နိုင်ဘူးလို့ပြောပြီးပြီး ဖယားတခင်ကငါဟာဘာအမှုကိုမှမတတ်နိုင်ဘူးလို့ဘယ်တော့မှပြောမှာမဟုတ်ဘူးတဲ့ So you say I will do the will of my father please, please respect the speaker let him answer I respect him but he it make me fun of me why Hold your question because hold your question because you are contradicting လူငယ်လေးကငါခမဲတော်ရဲ့အလိုတော်အတိုင်းငါလုပ်မယ်လို့ယေရှုပြောတဲ့အကြောင်းကို မစ္စတာဇက်ကာနိုက်ကိုထောက်ပြပေမဲ့မစ္စတာဇက်ကာနိုက်ကလူငယ်လေးကို မင်းကတလွဲပြောနေတယ် You don't understand English I understand Please please can you off the microphone The brother is crazy Please can you? he wants to preach He wants to preach The brother wants to preach အင်္ဂလိပ်လိုမင်းနားမလည်ဘူးတဲ့လူငယ်လေးကကျွန်တော်နားလည်တယ်လို့ပြန်ပြောလိုက်တယ်အဲ့ဒီအခါမှာလူငယ်လေးသုံးနေတဲ့မိုက်ကို ပိတ်ပေးဖို့ရန်မစ္စတာဇက်ကာနိုက်ကတောင်းဆိုရင်း ဒီညီအကိုလေးဟာအယူပဲ။ तू တရားဟောချင်နေတာ။ तू တရားဟောချင်နေတာ။ကျမ်းစာမှာပြောထားတဲ့အရာကို तू မေးခွန်းထုတ်နေတယ်ဆိုပြော့ယောဟန်အခိုင်းငါအငယ်30ကိုပြန်ပြော့အလွတ်ဆိုပြလိုက်တယ်။ယေရှုကငါဒီကိုအလိုအလျောက်ဘာမှမတတ်နိုင်ဘူးလို့ပြောပြပြီ။ယေရှုဟာဖယားသခင်ဖြစ်ရင်ငါမတတ်နိုင်ဘူးလို့ပြောမှာမဟုတ်ဘူး ဒါပေမဲ့ယေရှုကငါဒီကိုအလိုလျောက်ဘာမှမတတ်နိုင်ဘူးလို့ပြောတဲ့အတွက်ယေရှုဟာဖယားတခင်မဟုတ်တဲ့တက်သေးပဲ men english လို့နားမလဲရင် ပြဿနာကငါမဟုတ်ဘူးမင်းပဲမင်းကပြောပြသားစကားကိုပဲထပ်ခါထပ်ခါပြောတယ်ဆိုပြောသူတို့နှစ်ဦးရဲ့ဆွေးနွေးပွဲဟာအဆုံးမလှဖြစ်သွားပါတော့တယ် ဒေါက်တာဇကီရ်နိုက်ကယိုဟန်အခိုင်းကအငယ်30ကိုအလွတ်ကြက်မှတ်ထားပေမဲ့အဲ့ဒီမှာသခင်ယေရှုပြောတဲ့စကားကိုသူနားမလည်ဘူး။သခင်ယေရှုကငါသည်ကိုအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်လို့ပြောဆိုတာမှန်ပါတယ်။ဒါပေမဲ့မစ္စတာဇကီရ်နိုက်ပြောသလိုယေရှုက "तू ဟာဖယားသခင်မဟုတ်ဘူး"လို့ပြောနေတာမဟုတ်ဘူး။ယေရှုကငါသည်ကိုယ်အလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်လို့မိန့်တော်မူခြင်းဟာ မိမိဟာခမဲတော်ဖရာသခင်နဲ့တလုံးတဝတီးဖြစ်သောသားတော်ဖရာသခင်ဖြစ်ကြောင်းမိမိရဲ့ဖရာဇာတိတော်ကို ပြောကြားတော်မူခြင်းဖြစ်ပါတယ်။ယောဟန်အခိုင်းငါအငယ်30ကို အစကနေအဆုံးအထိဂရုတစိုက်ကြည့်ရအောင်။ငါသည်ကိုယ်အလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်။ငါသည်ကြားသည့်အတိုင်းတရားစီရင်၏။ငါစီရင်ခြင်းသည်လည်းတရားတော်နှင့်ညီညွတ်၏။အကြောင်းမူကားငါသည်ကိုယ်အလိုတို့မလိုက် ငါကိုစေလွတ်တော်မူသော ခမဲတော်ဤအလိုသို့လိုက်၏ယေရှုကငါသည်ကိုအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်လို့မိန့်တော်မူခြင်းအကြောင်းရင်းကိုနောက်ဆုံးစာပိုက်မှာယေရှုကအခုလိုရှင်းပြထားပါတယ်အကြောင်းမူကားငါသည်ကိုအလိုသို့မလိုက်ငါကိုစေလွတ်တော်မူသော ခမဲတော်ဤအလိုသို့လိုက်၏ သခင်ယေရှုကမိမိဟာခမဲတော်ရဲ့အလိုတော်ကိုပြည့်စုံစေဖို့လူစားတစ်အဖြစ်ကိုခံယူပြီးကြွလာတော်သားတော်ဖရာသခင်ဖြစ်တော်မူသောကြောင့်မိမိရဲ့အလိုဆန္ဒအတိုင်းအဘယ်အမှုကိုမျှမပြုဘူးမိမိရဲ့တရားစီရင်ခြင်းဟာလည်းခမဲတော်ရဲ့အလိုတော်နဲ့အညီစီရင်တော်မူကြောင်းငါသည်ကြားသည် အတိုင်းတရားစီရင်၏ငါစီရင်ခြင်းသည်လည်းတရားတော်နဲ့ညီညွတ်၏လို့မိန့်တော်မူပါတယ်အဲ့ဒီနေရာမှာသခင်ယေရှုကငါသည်ဆိုရက် first person ကိုတုံးထားပါတယ်ခမဲရော်ရဲ့အလိုတော်တို့ကိုအခြားသောပုံကိုယ်တွေစီကနေထပ်ဆင့်ပြောကြားရတာမဟုတ်ဘူး first person အနေနဲ့တိုက်ရိုက်ကြားရတာဖြစ်တယ်ခမဲရော်ရဲ့အလိုတော်တို့ကို first person ပထမပုံကိုယ်အဖြစ်ကြားတဲ့အကြောင်းရင်းမှာယေရှုဟာခမဲရော်ဖယားသခင်နဲ့တလုံးတဝတီးဖြစ်တော်မူသောသားတော်ဖယားသခင်ဖြစ်တော်မူသောကြောင့်ဖြစ်ပါတယ် သခင်ယေရှုကသူ့ရဲ့အလိုဆန္ဒအတိုင်းအဘယ်အမှုကိုမျှမပြုနိုင်တဲ့အကြောင်းရင်းမှာသခင်ယေရှုဟာခမဲတော်ဖခင်သခင်နဲ့တလုံးတဝတီးဖြစ်တော်မူသောသားတော်ဖခင်သခင်ဖြစ်တော်မူသောကြောင့်ခမဲတော်ရဲ့အလိုဆန္ဒကိုစန့်ကျင်ပြော့အဘယ်အမှုကိုမျှမပြုနိုင်ဘူးလို့သခင်ယေရှုကကျွန်တော်တို့ကိုပြောပြနေတာဖြစ်တယ်။အဲဒီတော့သခင်ယေရှုကငါသည်ကိုယ်အလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်လို့မိန့်တော်မူခြင်းမှာ ဒေါက်တာဇက္ကာနိုက်ပြောသလိုယေရှုကသူဟာဖယားသခင်မဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးမိမိဟာဖယားသခင် ဖြစ်တော်မူကြောင်းကိုအတိအလင်း အတီးပြုပြောကြားတော်မူခြင်းဖြစ်ပါတယ်ယောဟန်အခိုင်ငါအငယ်30ဟာယောဟန်အခိုင်ငါအငယ်16ကနေ29ရဲ့အချင်းချုပ်ဖြစ်ပါတယ်ဆိုလိုတာကယောဟန်အခိုင်ငါအငယ်30ဟာ ရှေ့ပိုင်းအခန်းတွေမှာတခင်ယေရှု ပြောထားတဲ့အကျဉ်းချုပ်ဖြစ်ပါတယ်။ယောဟန်အခန်းကြီး9ဟာတခင်ယေရှုရဲ့ဖယားဇာတိတော်ကိုရှင်းလင်းစွာဖော်ပြနေတဲ့အကျဉ်းချက်ဖြစ်ပါတယ်။ယောဟန်အခန်း9မှာတခင်ယေရှု ပြောပြထားတဲ့မိမိရဲ့ဖယားဇာတိတော်ကိုယုံကြည်သူတိုင်းသိမှတ်ထားဖို့အလွန်အရေးကြီးပါတယ်။ အဲ့ဒီတော့တခင်ယေရှုရဲ့ဖယားဇာတိတော်ကိုပို့ပြီးနားလည်သဘောပေါက်နိုင်ဖို့ယောဟန်အခိုင်းကားအငယ်16ကနေ23အထိကိုအတိုးချုပ်ကြည့်ရအောင်ပါယောဟန်အခိုင်းကားအငယ်16ကနေ19မှာယေရှုကမိမိဟာခမဲတော်ဖယားသခင်နဲ့ဖယားဇာတိတော်တန်းတူဖြစ်တဲ့အကြောင်းဖန်ဆင်းတော်မူတဲ့အရာများကိုတည်စေဖို့ခမဲတော်နဲ့အတူအလုလုတော်မူသောတားတော်ဖယားသခင်ဖြစ်တော်မူကြောင်းပြောကြားတော်မူပါတယ် ယောဟန်အခိုင်ကအခန်းငယ်21ကနေ26မှာယေရှုကတကိုးတော်နဲ့တရားစီရင်ခြင်းအခွင့်အာဏာတော်၌မိမိဟာခမဲတော်ဖရာသခင်နဲ့တလုံးတဝတီးဖြစ်သောသားတော်ဖရာသခင်ဖြစ်ကြောင်းခမဲတော်သည်အသက်ပေးပိုင်တော်မူသောသူဖြစ်တော်မူသည်နှင့်တူမိမိလည်းအသက်ပေးပိုင်တော်မူသောသားတော်ဖရာသခင်ဖြစ်တော်မူကြောင်းလူသားအားလုံးကိုတရားစီရင်မဲ့သူဖြစ်ခြင်းမှာလဲမိမိဟာခမဲတော်နဲ့တန်းတူဖြစ်သောကြောင့် ခမဲတော်ကိုယိုသေးသေးနီးတူမိမိကိုလည်းယိုသေးရမယ့်အကြောင်းသခင်ယေရှုကမိမိရဲ့ဖခင်ဇာတိတော်ကိုထောက်ဖို့ပြောကြားတော်မူပါတယ်။ဒေါက်တာဇက်ကီရ်နိုက်နဲ့အစ္စလမ်ဘာသာဝင် အတော်များများကယောဟန်အခိုင်းငါအငယ်30မှာယေရှုကငါသည်ကိုအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်လို့ပြောထားတဲ့အတွက်ယေရှုက "तू ဟာဖခင်သခင်မဟုတ်ဘူး"လို့ပြောတဲ့အကြောင်းအဲ့ဒီကြမ်းချက်ကိုတတ်တဲ့အဖြစ်အသုံးပြုဖို့စူးစမ်းကြတယ်။တကယ်တော့ ဒီယောဟန်အခိုင်းငါအငယ်30ဟာယေရှုကမိမိရဲ့ဖယားစာတိတော်ကို အတီးပြုတ်ပြောကြားတော်မူတဲ့ကြမ်းချက်ဖြစ်ပါတယ်။ယေရှုသည်ခမဲရောဖယားသခင်နဲ့တန်းတူဖြစ်သောထာဝရသားတော်ခမဲရောဖယားသခင်ကဲ့သို့ယုသေးလေးမြတ်ချင်းနဲ့ကိုးကွယ်ခြင်းကိုခံထိုက်တော်မူသောထာဝရသားတော်ဖြစ်တော်မူပါတယ်။ အပြစ်ရှိသောလူသားများကိုငရဲသောမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်ဖို့ရန်ခမဲတော်ဖခင်စေလွတ်တော်မူသောတပါတီသောကယ်တင်ရှင်မေရှိယကနောင်တရပြော့သူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံသောသူတို့ရဲ့ယခုဘဝနောင်ဘဝကိုအခုလို အာမခံတော်မူပါれယောဟန်အခိုင်းငါအငယ်24မှာသခင်ယေရှုက ငါအမှန်အကန့်ဆိုသည်ကငါစကားကိုနားထောင်၍ငါကိုစေလွတ်တော်မူသောသူကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရသည် ဖြစ်၍အပြစ်စီရင်ခြင်းကိုမခံရတေခြင်းမှ အသက်ရှင်ခြင်းသို့ကူးမြောက်သောသူဖြစ်၏မိတ်ဆွေကျိုးလွန်ထားတဲ့အပြစ်တွေအတွက်နောက်ဘဝမှာငရဲသွားရမဲ့သူဖြစ်တယ်ဆိုတဲ့မိမိရဲ့အခြေအနေမှကိုသိပြီးတော့ကဲတင်ရှင်လိုအပ်နေရင် ဖယားခင်ပြင်းရတော်တွေကိုချိုးဖောက်ပြော့တင်လုံနေကြအပြစ်တွေကိုဆက်လုံနေမဲ့အစားတင့်ကိုမကဲတင်နိုင်တဲ့ပုပ်ကိုတွေအရာတွေရဲ့နောက်ကိုဆက်ပြော့လိုက်နေမဲ့အစားတင့်ကိုကဲတင်နိုင်သောကဲတင်ရှင်ယေရှုခရစ်တော်ထံမှာကိုရောအပြစ်ရှိသောကျွန်တော်ကိုကဲတင်တော်မူပါအလိုတော်ရှိတဲ့အတိုင်းကျွန်တော်ကိုပြောင်းလဲပေးတော်မူပါနောက်တော်ကိုအစဉ်အမြဲကျွန်တော်လိုက်နိုင်ဖို့ကိုညီမစားတော်မူပါဆိုပြော့ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ် ယုံကြည်လက်ခံရင်ဂတိတော်အတိုင်းသင်ရအပြစ်အလုံးကိုခွန်လွတ်တော်မူမှာဖြစ်တယ်အခုဘုရားမှာ အလိုတော်ကိုနာခံနိုင်တဲ့စိတ်သဘောတစ်ကိုပေးတော်မူမှာဖြစ်ပြီးနောင်ဘုရားမှာအိုနာသေးချင်းကင်းတော်ကောင်းဝင်နိုင်ငံတော်မှာအစင်ထာဝရဘုန်းတော်ဝင်စားရတဲ့အခွင့်ကိုအခုပေးတော်မူမှာဖြစ်ပါကြောင်းတည်င်းကောင်းပါအပ်ပါတယ်အလုံးအပေါ်မှာဖရာသခင်ကောင်းချီးပေးပါစေ